ဆင်းရဲတာစမှုစာရောင်းသူကြီးကံကြမ္မာတခါတော့ကညောင်လေးပင်ဆိုတဲ့ရွာလေးတရွာမှာဥပမောင်ဆိုတဲ့တင်္ဂါတဲ့တယောက်ဟာဇနီးဖြစ်သူဒေါ်လာမူတားမောင်အေးသမီးပပမိခင်အိုကြီးနဲ့အတူနေထိုင်ခဲ့ပါတယ်ဥပမောင်ဟာငါးဖမ်းပြီးမိသားစုကိုရှာဖွေကြွေးမွေးနေပေမဲ့သူတို့ရဲ့စောင်းနေခြေနေကတော့အလွန်ခက်ခဲလာပါတယ်ရွာမှာငါးဖန်းကန်ကလည်းတကန်နဲ့သာရှိတာမို့တခြားတင်္ဂါတွေကလည်းအဲ့ဒီကန်ကနေပဲငါးဖန်းကြရပါတယ် နွေရာသီရောက်လာပြီးအပူချိန်တက်လာတာနဲ့အမျှရေကန်ထဲကငါးရေအတွက်ဟာလဲညော်နေလာပါတော့တယ်။ဒီနေ့မှာဥပမောင်ဟာစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ရောက်လာပြီးဇနီးဖြစ်သူဒေါ်လာမူကိုမိမရေဒီနေ့ငါးရတာအရန်နေတယ်ကွာ။ဒါကြောင့်ပတ်စံသိမ့်မရခဲ့ဘူး။ရှားတဲ့ပတ်စံလေးနဲ့ဒီကျုံနန်းနံပင်နဲ့ငြုတ်သီးလေးပဲဝယ်လာခဲ့တယ်။ဒီရလေးနဲ့ပဲဖြစ်တယ်လို့စားကြတာပေါ့။ငါစဉ်းစားနေတာမနှက်ပြကြရင်တော့ကံကိုနည်းနည်းလောက်ဆော့သွားကြည့်အောင်ပဲငါများပူရမလားလို့ပါကွာလို့ပြောလိုက်ပါတယ်။ဘီနာကနားထောင်နေတဲ့ဥကမောင်ရဲ့မိခင်အိုကြီးက ဒါရဲ့ဘာလို့ဒီလောက်စိတ်ပူနေရတာလဲဖျားသခင်လို့တော့ရှိရင်ဆဆရာရာအဆင်ပြေလာမှာပါစူးစားပြီးအလုပ်ပဲလုပ်နေပါလို့နှစ်သိမ့်စကားပြောပါတယ်ဒုခဥပမောင်ကအမေရဲ့အခုချိန်ထိဘာမှအဆင်မပြေသေးဘူးလေနောက်ပြီးဘာတွေဆက်ဖြစ်လာအောင်လဲမသိဘူးလို့ပြန်ပြောတော့ဇနီးဖြစ်သူဒေါ်လာမူကဝင်ပြောပါတယ်ဟုတ်ပါတယ်ကျွန်မလည်းအမေပြောတာလုံးဝမှန်တယ်လို့ထင်ပါတယ်ကောင်းတာဆိုတာကဘဝရဲ့အစိပ်ပိုင်းပါပဲရမ်းစိတ်ပူမနေပါနဲ့ရှင် ျမအစားအစာတွေကိုအမြန်ပြင်ဆင်ပြီးခုခတ်ပေးပါမယ်လို့ပြောလေတယ်။နောက်တစ်နေ့မှာတော့ဥပမောင်ဟာငါးမြမြဖမ်းမိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကံကိုဆော့ဆော့သွားပြီးငါဖမ်းထွက်ခဲ့ပါတယ်။ဒါပေမဲ့သူရောက်တဲ့အခါတခြားတန်ငါတွေတွေအများကြီးရောင်းနေနေပြီးငါဖမ်းနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲဥလဝင်းဆိုတဲ့တငယ်ချင်းတန်ငါတွေတကူကဥပမောင်စီလာပြီးမင်းဘလောက်ဆော့ဆော့လာလာကံထဲမှာငါးကားရှားနေတာဘလို့မှငါးတွေပူမရနိုင်တော့ဘူး။ငါတော့ဒီကံကိုဆွန့်လွတ်ပြီးတခြားငါးဖန်းကံရှာမရတော့မယ်ထင်တယ်လို့ပြောပါတယ်။ဥပမောင်ကလည်း ဟုတ်တယ်ဦးလာဝင်းမင်းပြောတာမှန်ပါတယ်ဒါပေမဲ့ဒီပတ်ဝန်းကျင်ရွာနီးတွိုက်မှာဒီတကံပဲရှိတာကိုမင်းလည်းသိပါတယ်လို့ပြန်ပြောတော့ဟုတ်တယ်ဒါလည်းမှန်တာပဲဒါပေမဲ့ဒီတိုင်းဆိုရင်တော့ငါဖန်းနာကိုဆွန့်လွတ်ပြီးတခြားလှုပ်ရှားရတော့မယ်လို့ပြောပြီးဦးလာဝင်းကထွက်သွားပါတယ်ဦးကမောင်ကလည်းကံထဲကိုပိုက်ချလိုက်ပင်မဲ့ငါးသုံးလေးကောင်သားပါလာပါတယ်သူကအရန်ကိုစိတ်ပြတ်သွားပြီးရလာတဲ့ငါးနှဲငယ်ကိုဈေးထဲမှာတွားရောက်ကရလာတဲ့ပိုက်ဆံလေးနဲ့မိသားစုအတွက်ဆံနဲ့ပဲဝယ်ကအိမ်ကိုပြန်လာခဲ့ပါတယ် ်ပစ္စည်းတွေကိုဇနီးဆက်စီပေးရင်ဒီနေ့တော့ဒီလောက်ပဲရခဲ့တယ်လို့ပြောပါတယ်အဲ့ဒီချိန်မှာပဲဥပမောင်ရဲ့သမီးပါပါကဖေဖေသမီးတို့ဘိုက်ဝါအောင်မစားရတာဘလောက်ကြာနေပြီလဲလို့မေးလိုက်ပါတယ်မိခင်ဖြစ်သူဒေါ်လာမူကတော့သမီးဖြစ်သူရဲ့စကားကိုဖြတ်ပြီးသမီးထမင်းကိုတိတ်တိတ်ဆိတ်ဆိတ်ဆလိုဝင်ပြောလိုက်ပါတယ်ဒီနေ့ဥပမောင်အိမ်ပြန်ရောက်တဲ့အခါဇနီးဖြစ်သူဒေါ်လာမူကဖွားနေမကောင်းဘူးဆရာအောင်စီးခေါ်သွားရမယ်လို့ပြောပါတယ်ဥပမောင်ဟာဒီစကားကိုကြားတော့လွန်စိတ်ပူပြီးမိမမင်းလည်းသိပါတယ်ငါတို့တနေ့ထမင်းနဲ့ဆားဖို့တောင်းမနေရှာနေရတာ ခုအမေကိုဘလို့ကုသပေးရမှာလဲလို့ပြောပါတယ်ထိုအခါဇနီးဖြစ်သူကရန်စိတ်မပူပါနဲ့ချမအိနီနာချင်းမတိတာစီကနေပိုက်ဆံ9000ချီလာခဲ့တယ်ရှင်အမေကိုခေါ်ပြီးဆေးကုပေးပါလို့ပြောလေတယ်ဥကမဟာပိုက်ဆံကိုယူပြီးမိခင်ကိုဆေးကုပေးခဲ့ပါတယ်ဒါပေမဲ့လည်းနောက်တနေ့မနက်7နာရီလောက်မှာဒေါ်လာမူဟာတမိဖြစ်သူပပကိုအဖွားကိုသွားနိုခိုင်းခဲ့ပါတယ်အမေဖြစ်သူပပကအဖွားကဘလို့နှုတ်နှိုးထမလာဘူးလို့အမေဖြစ်သူကိုပြောတဲ့အခါဒေါ်လာမူကိုယ်တိုင်အခန်းထဲသွားကြည့်တဲ့အခါ ဥက္ကမောင်ရဲ့မိခင်ဖြစ်သူဟာအသေဆုံးနေတာကိုတွေ့တွေ့လိုက်ရပါတယ်။ဥက္ကမောင်ဟာမိခင်ရဲ့နောက်ဆုံးဆောင်နာအခမ်းအနားကိုပြုလုပ်ပေးခဲ့ပါတယ်။အခုဆိုရင်ဥက္ကမောင်ဟာအိမ်မှာထိုင်နေတဲ့အခါတိုင်းမိခင်ရဲ့အခမ်းကိုကြည်ပြီးအယံဝမ်းနဲ့နေရတာကြောင့်ဇနီးဖြစ်သူကိုကျေးဇူးပြုပြီးဒီခမ်းကိုတောက်ခတ်ထားလိုက်ပါလို့ပြောလေတယ်။ဒေါ်လာမူကလည်းဟုတ်ပါတယ်ရှင်။ကျွန်မလည်းဒီခမ်းကိုမြင်ရတဲ့အခါအမေကိုရန်လွမ်းတယ်ဟုပြောကတောက်ခတ်လိုက်ပါတယ်။ ခဏမှာဥပမောင်ကစနီးဖြစ်သူကိုငါးဖန်းနာကိုရက်လိုက်သိမိထင်းတယ်ဘာလို့လဲဆိုတော့ငါးဖန်းနာကငါးမိသားစုကိုတောင်လုံလောက်အောင်မကျွေးဝင်နိုင်ဘူးငါတို့တခြားလောက်ရှာသိမိလို့ပြောလေတယ်ဟုတ်ပါတယ်ကျွန်မလည်းရှင့်ကိုအဲ့ဒါပြောချင်နေတာလို့စနီးဖြစ်သူကပြန်ပြောပါတယ်နောက်တနေ့ဥပမောင်ဟာအလုရှာဖို့နေရာတိုင်းကိုသွားခဲ့ပေမဲ့ဘာလို့မှရှာမတွေ့ခဲ့ပါဘူးစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာနေတော့ကွန်ဆုံဆိုင်ဒီဇိုင်မှာအလုလုနေတဲ့တငယ်ချင်းဖြစ်သူဥလာဝင်းကိုတွေ့လိုက်ရပါတယ်ဥလာဝင်းကဥပမောင်ကိုတွေ့တာနဲ့လန့်ခေါ်ပြီးဘယ်သွားမလို့လဲတငယ်ချင်းလို့မေးပါတယ်ဥပမောင်ကတော့ ငါအလောက်ရှာဖို့ထွက်လာတာဒါပေမဲ့ဘာမှမတွေ့ပါဘူးလို့ပြောလေတယ်ထိုအခါဥလာဝင်းကဟုတ်တယ်ငါဖန်းနာကဘာကျိုးမြတ်မှမရှိတော့ဘူးဒါကြောင့်ငါလည်းငါရောက်နာကိုဆွန့်လွတ်ပြီးဥမြရဲ့ဆိုင်မှာအလုပ်လုပ်နေတာစင်ပြေပြေနဲ့ဝင်ငွေလည်းကောင်းတယ်လို့ပြောလေတယ်ဥကမောင်ကတော့ဒါဆိုရင်အရင်ကောင်းတာပဲတကယ်ချင်းကဲငါတော်တော့မယ်ကွာလို့ပြောပြီးထွက်လာခဲ့ပါတယ်ဥကမောင်ဟာအိမ်ပြန်ရောက်ပြီးဇနီးဖြစ်သူကိုအဖြစ်ပြက်တွေအားလုံးပြောပြပါတယ်မိမငါကြိုးစားရှာခဲ့ပေမဲ့ဘာလုံးမှရှာမတွေ့ခဲ့ဘူးအခုဘာဆက်လုပ်ရမလဲမသိတော့ဘူးလို့ပြောပါတယ် နေ့ဖြစ်သူကတော့ကျမနားလဲပါတယ်ဒါပေမဲ့အရန်စိတ်တကြစရာမလိုပါဘူးကျမမှာအချံတစ်ခုရှိတယ်ကျမမိဘတွေအိမ်မှာတုန်းကကျမကစမူဆာကိုအရန်ကောင်းအောင်လုပ်တတ်တယ်အင်းနာချင်းတွေအားလုံးကလည်းကျမရဲ့စမူဆာကိုအရန်ကြိုက်ကြတယ်ရှင်သဘောတူမယ်ဆိုရင်ကျမကအိမ်မှာစမူဆာလုပ်ပေးမယ်ရှင်ကလိုက်ပြီးရောင်းချပါဒါပဲဖြစ်ဖြစ်ကျမတို့တွေအလုံးမှာစမူဆာဆိုင်မရှိသေးဘူးကျမတို့စူးစမ်းကြည့်ရအောင်လို့ဒေါ်လာမူကပြောပါတယ်ထိုအခါဥပမောင်ကရောင်းရမရတော့ငါမပြောနိုင်ဘူးမင်းငါအတွက်စမူဆာတွေလုပ်ပေးပါငါရောင်းကြည့်မယ်လို့ပြောလိုက်ပါတယ် အဲ့ဒီလိုနဲ့ဒေါ်လာမူဟာမြို့ကြောင်ထဲမှာ smoother တွေစလုပ်ပါတော့တယ်ဥက္ကမောင်ကတော့တွန်းလဲလေးနဲ့ smoother တွေစတင်ပြီးရောင်းချခဲ့ပါတယ်ဒါပေမဲ့လည်း smoother လာဝယ်တဲ့သူကတော့အနှဲငယ်သာရှိခဲ့ပါတယ်ဥက္ကမောင်ဟာညနေပိုင်းအိမ်ပြန်ရောက်တဲ့အခါစနီးဖြစ်သူကိုမိမငါ smoother ဆိုင်ကဒီတိုင်းဆိုရင်ကုန်ကြစိတ်တောင်ကာမိမှာမဟုတ်ဘူးဘယ်သူမှငါ smoother ကို မစားကြဘူးဖောက်တဲ့နှဲငယ်ပဲလာကြတယ်ဒီလိုဆိုရင်တော့ငါတို့အိမ်စိတ်ကိုဘယ်လိုစီမံရမလဲလို့ပြောပါတယ် ဇနီးဖြစ်သူကတော့အဆင်ပြေမှာပါကျမတို့စိတ်ရှိဖို့ပဲလိုတယ်ဘုရားသခင်ကအလိုရှိရင်အဆစရရတဖြည်းဖြည်းနဲ့အဆင်ပြေလာမှာပါလို့ပြောပါတယ်ရတတပတ်နီးပါးအကုန်လွန်သွားတော့လဲဥပမောင်ရဲ့ဆိုင်ဟာအခြေအနေမပြောင်းလဲသေးပါဘူးဖောက်တဲ့နေငယ်သာဆွဲဆောင်နိုင်ခဲ့ပါတယ်ဒီနေ့ဥပမောင်အိမ်ပြန်ရောက်လာပြီးသူ့အမေရဲ့အခန်းကိုဖွင့်ကဂရင်ပေါ်မှာထိုင်နေရင်းအိပ်ပျော်သွားပါတယ်အိမ်မထဲမှာသူ့ရဲ့မိခင်ကစိတ်တမကြပါနဲ့ငါသားအမေရဲ့ဝိညာဉ်ကဒီခန်းထဲမှာရှိတယ်မင်းလောက်ရမှာကစမူစာနဲ့တခြားပစ္စည်းတွေကိုဒီခန်းထဲကိုယူလာခဲ့ပါ မင်းရဲ့ဆိုင်ကအရန်အောင်မြင်လာလိမ့်မယ်ပြီးတော့မင်းရဲ့စမူဆာထဲမှာပါတဲ့အာလူတွေဟာဘယ်တော့မှမကုံအောင်မင်းအမေကလှုပ်ပေးမှာပါလို့ပြောလိုက်ပါတယ်ဥပမာနိုလာတာနဲ့ဇနီးဖြစ်သူကိုအားလုံးပြောပြပြီးအာလူအိတ်စမူဆာလှုပ်ဖို့ပစ္စည်းတွေနဲ့ပတ်စံတွေကိုယူပြီးသူ့အမေရဲ့ခန်းထဲမှာထားလိုက်ပါတယ်နောက်တစ်နေ့မှာတော့ဥပမာရဲ့စမူဆာဆိုင်ဟာလူတွေနဲ့ချက်ချင်းပြည့်နေသွားပြီးစမူဆာတွေအားလုံးရောင်းကုန်သွားခဲ့ပါတယ်ဒီလိုနဲ့ဥပမောင်တို့မိသားစုဟာစီးပွားရေးတိုးတက်လာပြီးတွန်လှဲကနေစားတောက်ဆိုင်အဖြစ်ပြောင်းလဲလိုက်ပြီးတခြားပစ္စည်းများစွာကိုလည်းရောင်းချခဲ့ပါဗျာ ်သူရဲ့သူရဲ့စမူဆာဆိုင်ကလည်းလူကြိုက်များလာပါတယ်ပြီးတော့သူတို့တူလောင်ကန်းကိုတွားကြည့်တဲ့အခါအာလူအိတ်တွေဟာဘယ်တော့မှမကုန်ပဲပြည့်နေတာကိုတွေ့ရပါတယ်စမူဆာကျော်ဝစီကလည်းအရင်တိုင်းရှိနေတာကိုတွေ့ရပြီးဒါဟာမိခင်ရဲ့ကောင်းကြီးကြောင့်ပဲလို့နားလည်လိုက်ပါတယ်လာနီပါကွန်လွန်သွားပြီးနောက်ဥပမောင်ရဲ့စမူဆာဆိုင်ဟာအရန်ရောင်ကောင်းပြီးအောင်မြင်နေတာကိုမြင်တဲ့ဥလာဝင်ကတော့ပိုပြီးမနာလိုဖြစ်လာခဲ့ပါဗျ ဒီနေ့ဥလာဝင်းဟာဥပမောင်ရဲ့အိမ်နာကဖျက်လျှောက်လာတော့ဥပမောင်နဲ့သူစနီးစကားပြောနေတာကိုကြားလိုက်ရပါတယ်။ဥလာဝင်းဟာပြနေပေါင်းနားမှာနေပြီးနားထောင်လိုက်ပါတယ်။ဒီအိမ်ကြီးမှာအမေရဲ့ကောင်းကြီးတွေသာမရှိခဲ့ရင်ပြီးတော့ဒီခန်းလေးကငါတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုမကုန်ခန်းစေခဲ့တာကြောင့်ငါတို့ဒီလောက်ကြီးမားတဲ့စီးပွားရေးကိုတည်ဆောက်နိုင်ခဲ့တာလို့ဥပမောင်ကပြောပါတယ်။ဟုတ်ပါတယ်ရှင်ဒါတွေအားလုံးကအမေရဲ့ကောင်းကြီးတွေနဲ့ရှင်ရဲ့ကြိုးစားမှုတွေကြောင့်ပါပဲလို့ဒေါ်လာမူကပြန်ပြောပါတယ် ဒီຢာတွေအားလုံးကိုကြာပြီးဦးလာဝင်ကအားလုံးကိုနားလည်သွားပါတယ်ဒါဆိုဒါကဘာမောင်အောင်မြင်မှုရဲ့လိုအပ်ချက်ပဲဘာမောင်အောင်မြင်နေတာသူ့အမေရဲ့အခန်းကြောင့်ပဲဒါဆိုကောင်းပြီငါဒီခန်းကိုမိရှို့ပြစ်မယ်အခန်းလဲရှိတော့မှမဟုတ်တယ်လို့ဘာမောင်လဲအောင်မြင်တော့မှမဟုတ်ဘူးလို့ဆိုကာဥပမောင်အမေရဲ့အခန်းကိုမိရှို့ပြီးတိတ်တိတ်လေးထွက်ပြေးသွားပါတယ်ဥပမောင်ရဲ့အိမ်ဟာမိလောင်သွားပြီးဥပမောင်ကတော့သူ့ကလေးနှစ်ယောက်ဇနီးတဲ့နဲ့အတူအပြင်ကိုထွက်လာနိုင်ခဲ့ပါတယ်ရာသူရာသားတွေအားလုံးရောက်လာချိန်မှာတော့အိမ်တစ်ခုလုံးဟာမိလောင်နေခဲ့ပြီဖြစ်ပါတယ် ြေးရခေါင်းဆောင်ကဥပမောင်စီလာပြီးမင်းအိမ်တစ်ခုလုံးကတော့မီးလောင်သွားပြီးဒါကြောင့်အခုငါအိမ်ကိုလာပါမနှက်ကြရင်ဘာလို့ရမလဲဆိုတာစဉ်းစားကြတာပေါ့လို့ပြောပါတယ်ကြေးရခေါင်းဆောင်ကဥပမောင်တို့မိသားစုကိုသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်နောက်တနေ့ရွာခေါင်းဆောင်ဟာလမ်းလျှောက်ထွက်သွားပြီးပြန်လာတဲ့အခါဥပမောင်ကိုမင်းအိမ်ကိုဘယ်သူမီးချို့လဲဆိုတာငါတို့သိပြီး ညနေရွာလူကြီးစီဝေးရှိတယ်အဲ့ဒီစီဝေးကိုလာခဲ့ပါမိရှိုးတဲ့သူကိုငါအဲ့ဒီမှာပြောပြမယ်လို့ဆိုပါတယ်အဲ့ဒီစီဝေးမှာဒေါ်လာဆိုတဲ့အမျိုးသမီးကဥလာဝင်းဟာဥပမောင်ရဲ့အိမ်ကိုရေနံစီလောင်းချပြီးမိရှိုးကထွက်ပြေးသွားတာကိုသူတွေ့လိုက်ရကြောင်းပြောလေတယ်ထို့အခါချေးရွာခေါင်းဆောင်ကဥလာဝင်းကိုမင်းပါပြောတဲ့အရှိသေးလဲလို့မေးတဲ့အခါဥလာဝင်းကလည်းသူလုတ်ခဲတာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ချေးရွာခေါင်းဆောင်ကသူ့ကိုရေလက်အလိုက်ရအောင်လို့ပြောတဲ့အခါ ဦးဘာမောင်ကသူ့ကိုရဲလက်မပါနဲ့သူကကျွန်တော်တငယ်ချင်းမှာကျွန်တော်သူ့ကိုခွင်းလွတ်ပါတယ်ကျွန်တော်အိမ်မီးရှို့တာကတော့ကိစ္စမရှိပါဘူးကျွန်တော်အဲ့ဒီနေရာမှာမချခင်အိမ်သစ်ဆောက်ပြီးကျွန်တော်အမေရဲ့ခန်းကိုပြန်လဲတိဆောက်ပါမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဦးဘာမောင်ဟာဦးလာဝင်းကိုခွင်းလွတ်လိုက်ကအရင်ကထက်ပိုကြီးတဲ့အိမ်ကိုဆောက်ပြီးဦးလာဝင်းကိုလည်းအလုပ်လုပ်ဖို့အတွက်ခန့်အပ်ခဲ့ပါတယ်ဒီလိုနဲ့စင်ရသားစမူစာရောင်းသူဟာသူ့တငယ်ချင်းကိုခွင်းလွှတ်ပြီးထာဝရပျော်ရှင်စွာနေထိုင်သွားခဲ့ပါတယ်